မြန်မာအစိုးရကယခုနှစ်ကုန်တွင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက်လေးလာဆောင်ကြည့်သူများဆေးလွှတ်ရန်အာဆီယံကိုဖိချားလိုက်ပြီးအာဆီယံဖွဲ့ကြီးကလည်းယခုနှောင်းပိုင်းတွင်ကျင်းပမယ့်အာဆီယံအစည်းအဝေးမှာမြန်မာအစိုးရမြေတားရက်ခံချက်ကိုဆွေးနွေးမယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ရွေးကောက်ပွဲလေးလာဆောင်ကြည့်သူများဆေးလွှတ်ရန်အာဆီယံဖွဲ့ဝင်နိုင်ငံအားလုံးထံတိုးချက်ဖိချားသွားမယ်လို့အော်တိုဘာ၁၀ရက်ညပိုင်းတွင်မလေးရှားနိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ရွေးကောက်ပွဲဆောင်ကြည့်သူတွေကိုဆေးလွှတ်ပေးဖို့ဖိချားတာတွေ အဖွဲ့ဝင်နိုင်ငံအားလုံးထံထိုးချဲ့ဖိတ်ကြားသွားမှာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးကပြောကြားပါတယ်မလေးရှားနိုင်ငံအတွက်ဖိတ်ကြားထားတာကိုတော့မလေးရှားရေကောက်ဘွဲကော်မရှင်ထံလိပ်စာတင်ပြီးဖိတ်ကြားခဲ့တာဖြစ်ပါတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပါတယ်ဒီဇင်ဘာ28ရက်တွင်စတင်၍အစဉ်လိုက်ကျင်းပသွားမယ့်အထွေထွေရေကောက်ဘွဲအတွက်မလေးရှားနိုင်ငံကလေးလာစောင့်ကြည့်ရေးအဖွဲ့များဆီလွတ်မယ်လို့မြမအစိုးရကသတင်းထုတ်ပြန်ထားပါတယ်အော်တိုဘောလ9ရက်နေ့ကမြန်မာနိုင်ငံ၏မြို့တော်နေပြည်တော်တွင်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ဝန်ကြီးမင်းအောင်လှိုင်နဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမိုဟာမက်ဟာဆန်တို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အထက်ပါထုတ်ပြန်ချက်တွေထပ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။2022ခုနှစ်တွင်တမရော်ကနိုင်ငံတော်အာဏာကိုလွှဲပြောင်းခဲ့ပြီးနောက်အာဆီယံကချမှတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအကောင်အထည်ဖော်မှုနဲ့ပတ်သက်2022ခုနှစ်မှာစရည်မြန်မာအစိုးရခေါင်းဆောင်များကိုအာဆီယံအစည်းအဝေးများသို့တက်ရောက်ခွင့်ကန့်သက်ထားပါတယ်။ဘရူနိုင်း၊ကမ်ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း၊ဗီယက်နမ်တို့ပါဝင်တဲ့အာဆီယံ၏လက်ရှိဥက္ကဋ္ဌမှာမလေးရှားနိုင်ငံဖြစ်ပါတယ်။ မလေးရှားနိုင်ငံတွင်မကြမီကျင်းပမယ့်ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ပါတီမှပုံတင်ထားပြီးထိုပါတီထဲမှပါတီ6ခုသည်တနိုင်ငံလုံးအတိုင်းအတာအပြင်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်